ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မင်္ဂလာပါရှင် People Spring ကအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုနားဆင်ရမှာပါမေလာတာလေတီခီတီတာလေးပနာတီခလဲ့တီပူလူတူ ဒီနာမည်တွေက KNLA, KNDO နဲ့ PDF စတဲ့တော်လှန်ရေးပူးပေါင်းတပ်တွေအခုလပိုင်းအတွင်းမှာဇက်တိုက်သိမ်းယူနေတဲ့စစ်ကောင်စီတပ်စခန်းတွေထဲကစခန်းတချို့ရဲ့နာမည်တွေပဲဖြစ်ပါတယ်။စစ်စင်ရေးနာမည်ရဲ့လို့မကြေညာပေမဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကစစ်တပ်စခန်းတွေကိုဇက်တိုက်သိမ်းယူနေပါတယ်။ဒီလိုသိမ်းယူခဲ့တဲ့စခန်းတွေထဲမှာမြန်မာထိုင်းနယ်စပ်မှာတရှိပြီးစစ်ရေးအရာအရန်အရေးကြီးတဲ့စခန်းတွေလည်းပါဝင်နေပါတယ်။ ထိုးစစ်အချိန်မြင့်လာတဲ့အခါစကန်းသိန်းအောင်ပွဲတွေကလည်းပုံမြန်လာတာကိုတွေ့ရပါတယ်။မြန်မာထိုင်းနယ်စပ်ကမေလစကန်းသိန်းတိုက်ပွဲဆိုရင်မေလ15ရက်ကစတင်ထိုးစစ်ဆင်ပြီးမေလ16ရက်မနက်ပိုင်းမှာပဲသိမ်းယူလိုက်တာပါ။ KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကစစ်အာဏာသိမ်းပြီးတဲ့နောက်2024နှစ်ကုန်ပိုင်းအထိစစ်တပ်စခန်းပေါင်း150လောက်ကိုသိမ်းပိုက်ထားပါတယ်။2024နှစ်ကုန်ပိုင်းမှာဌာနချုပ်ဟောင်းဖြစ်ခဲ့မှုတဲ့မာနေပလောစခန်းကိုပြန်သိမ်းပြီးတဲ့နောက် 2025နှစ်စန်းပိုင်းကစလို့ဒေါ်လှန်ရေးတပ်တွေရဲ့စစ်တပ်စခန်းသိမ်းထိုးစစ်ကပိုပြင်းထန်လာတာကိုတွေ့ရပါတယ်ဒီလိုသိမ်းယူခဲ့တဲ့စခန်းတွေကစစ်ရေးအရအရေးကြီးတဲ့စခန်းသိမ်းတိုက်ပွဲတွေအကြောင်းဇာမုံကပြောပြပါမယ်ထီခီထီထာဗျူဟာသိမ်းတိုက်ပွဲကရင်အမျိုးသားအစည်းအရုံး KNU နဲ့မြန်မာရှိတဲ့စစ်ကောင်စီရဲ့ထီထာဗျူဟာစခန်းနဲ့ထီခီဗျူဟာစခန်းတွေကို KNLA ပူးပေါင်းတပ်တွေကမေလ9ရက်နေ့မှာအပီးသက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ဘိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ဟောင်းတရှိရာတိခိဒေတာကို28နှစ်အကြာမှာ KNLA တမဟာလေးနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်1998ခုနှစ်တုန်းကစစ်တပ်ရဲ့တမ55နဲ့တမ66ဦးဆောင်တဲ့တပ်ရင်း20လောက်က major operation အနေနဲ့တိခိဒေတာကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီနှစ်မှာပဲတိခိဒေတာကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ထီထာစစ်ကောင်စီဗျူဟာတပ်စခန်းကို KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက April 19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်ပေါင်း20ခန့်အကြာမှာစခန်းနဲ့မိုင်းအနှဲငယ်အကွာကထိုင်းမြန်မာနယ်စပ်တလျှောက်ရေးပါတဲ့ Tiki စခန်းကိုထပ်ပြီးတော့သိမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Tiki စခန်းမှာစစ်ကောင်စီတပ်အင်အား150ခန့်ရှိပြီးတပ်ရင်း25တပ်ရင်းမှုထိုင်းတဲ့စခန်းဖြစ်ပါတယ်။ Tiki စခန်းရဲ့၄ပုံ၃ပုံလောက်ကထိုင်းမြန်မာနယ်စပ်စီးမြင်ပေါ်မှာရှိနေတာကြောင့်ခက်ခက်ခဲခဲတိုက်ခဲ့ရတာဖြစ်ပါတယ်။ ထီခိပြူဟောင်းထိုးစစ်ဆင်တက်ခိုက်နေချိန်မှာကြည်တွေဘုံးတွေကိုထိုင်းနိုင်ငံတဲကြမသွားစေဖို့တတိထားပြီးထိုးစစ်ဆင်ခဲ့ရတယ်လို့ KNU တဝဲခရိုင်အတွေ့အမြင်ဘဒူစောအေနာကပြောပြပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းအင်အားဖြစ်တင်းမှုတွေကြားကပဲဒေါ်လာရေးတက်တွေကသိမ့်ပိုက်နိုင်ခဲ့တာလို့သိရတာပါ။ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုကတော့ KNLA တမဟာလေးရဲ့တမဟာမှုဘုံမှုချုပ် Oliver လက်ထက်မှာဆုံးရှုံးခဲ့တဲ့ထိခိဒေတာကိုတားဖြစ်သူလက်ထက်တမဟာလေးတမဟာမှု ဘုံမှုချုပ်စောဖိုးလေးလက်ထံမှာသိယူနိုင်ခဲ့တာလေးဖြစ်ပါတယ်။ဒါပေမဲ့ဒါကလူပုဂ္ဂိုလ်တယောက်တည်းအောင်ပွဲမဟုတ်ပဲတော်လှန်ရေးအဖွဲ့ရဲ့အောင်ပွဲလို့ KNU တဝဲခရိုင်အတွေ့အမှုကပြောပါတယ်။ ठी ခီနဲ့ ठी ထာပြူဟာတွေဟာမြန်မာတိုင်းနယ်စပ်ကုံသွေးရေးအဓိကစခန်းဖြစ်တဲ့ ठी ခီနယ်စပ်ကုံသွေးရေးစခန်းကိုထိန်းချုပ်ထားတဲ့ဘူဟာမြောက်စခန်းလေးဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်ကောင်စီအတွက်အနှင်းငယ်ပဲကြံတဲ့နေဆက်ကုံသွေးစကန်တွေတဲကအဓိကစကန်တစ်ခုဆုံးရှုံးရတာဖြစ်ပါတယ် ဒီဗျူဟာတွေကိုသိမ်းပိုက်ထိန်းချုပ်ပြီးနောက်မှာမြန်မာထိုင်းနယ်စပ်ကနှစ်နိုင်ငံပြည်သူတွေအတွက် KNU ကအရေးကြီးတဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အတိတ်ပြစ်ဆုပ်ပံကာလအတွင်းထိုင်းပြည်သူတွေနဲ့သဟဇာတဖြစ်စွာနေထိုင်ခဲ့ကြသလိုအိမ်နီးချင်းကောင်ပီတာစွာနေထိုင်ဖို့အသင့်ဖြစ်နေပြီလို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်ကရုရှားနည်းပညာနဲ့130မဂါဝက်အနုမြူဓာတ်အားပေးစက်ရုံတစ်ခုကိုထိုင်းနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသမှာရှိတဲ့ ဇဝဲအထူးစီးပွားရေးဆောင်မှာတိစောက်ဖို့စီစဉ်နေတာကိုလည်းအသိပေးထားပါဗျ။ဒီစီမံကိန်းတွေကမြန်မာနဲ့ထိုင်းပြည်သူတွေအတွက်လုံခြုံရေးအန္တရာယ်ကင်းရှင်းရေးနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်စိုးရိမ်ပူပန်စရာဖြစ်တယ်လို့လည်းရှင်းပြထားပါတယ်ရှင်။ဆက်ပြီးတော့ပြောပြမှာကဒါလေဘျူဟာစကန်းသိတိုက်ပွဲအကြောင်းပါ။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ဒေါနာတောင်တန်းအရှိကျန်းကနော်တရားတောင်ချီမှာရှိတဲ့ဒါလေဘျူဟာစကန်းကို KNLA ဦးဆောင်တဲ့ပူပေါင်းတပ်တွေက၄ရက်ကြာတိုက်ခိုက်ပြီး မေလ23ရက်နေ့ကတင်ပိုက်ခဲ့ပါတယ်။တညာကျိုးလို့ခေါ်တဲ့တားလေစကန်းကို1986ခုနှစ်မှာစစ်တပ်ကစတင် တိစောက်ခဲ့တာဖြစ်ပြီးဒေသတွင်အကြီးဆုံးစကန်းလေးဖြစ်ပါတယ်။စကန်းတင်ပိုက်ချိန်အတွင်းစစ်ကောင်စီအမြောက်တပ်ကဗိုလ်ကြီးတဦးအပါအဝင်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးခလာရ24ဒုတရင်မှုကတော့ထွက်ပြေးလွတ်မြောက်နေပါတယ်။တားလေဗျူဟာတင်းတဲ့နေ့မှာပဲထိုင်းနယ်စပ်အနီးကတခေါ်ပြီးခွေးစကန်းကိုလည်းတင်းယူခဲ့ပါတယ်။ဒါအပြင် ထိုင်းနယ်စပ်နားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့မေလစခန်းအောင်လဲ KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကမေလ15ရက်ညမှာစတိုက်ပြီးမေလ16ရက်မနက်ပိုင်းမှာ အပိသက်သိမ်းယူလိုက်ပြန်ပါတယ်။နေဆက်စခန်းတွေအတိုက်ခံရရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းပတ်ချန်းထွက်ပြေးကြပါတယ်။ဒါကြောင့်လဲထိုင်းကစစ်သားတွေကိုလက်ခံထားပေးပြီးပြန်လွှဲပေးရတဲ့အချိန်ရေမနှဲတော့ပါဘူး။တရုတ်နယ်စပ်၊ဘင်္ဂလားဒေ့ရှ်နယ်စပ်၊အိန္ဒိယနယ်စပ်၊ထိုင်းနယ်စပ်ဘယ်နယ်စပ်မှမရှောင်ပဲတော်လှန်ရေးတပ်တွေတကယ်တိုက်ရင် စစ်ကောင်စီတပ်သားတွေဟာဘယ်ဖြစ်ဖြစ်ထွက်ပြေးကြလို့နေစည်းမချထွက်ပြေးတဲ့စစ်တပ်လိုတော့အမြင်တက်ခံနေရတာဖြစ်ပါတယ်။အခုဆိုရင်ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေထဲမှာပူလူတူခလဲ့တေတခေါပီခွီမော်ဖာသူစခန်းတလဲပြူဟာမဲလစတဲ့စခန်းတွေကိုဒီလပိုင်းအတွင်းမှာ KNU တပ်မဟာခွန်ကတည်ယူပြီးဖြစ်ပါတယ်။မော်ဖိုးကေစခန်းနဲ့နော်တရာစခန်းတို့ပဲကျန်းတော့တာပါ။လက်ကျန်စခန်းတွေကိုလည်း KNU က ဆက်လက်တိုက်ခိုက်ဖို့ရှိနေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့နေဆက်ကရေးပါလာတဲ့စခန်းတွေ၊ဖြူဟာမြောက်စခန်းတွေအသိမ်းကန်ရတဲ့အပေါ်အတန်တိတ်နေပါတယ်။ဒါတမကပဲအောင်စရစစ်ကြောင်ရဲ့နောက်တန်းကိုကယ်ရေးစခန်းကိုတင်ပတ်ခဲ့တဲ့အကြောင်းလဲပြောပြပါအောင်မယ်။ဒီလိုတိုက်ခိုက်မှုတွေရှိနေတဲ့တစ်ချိန်တည်းမှာပဲပူပေါင်းတပ်တွေကကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးအာရှလမ်းမကြီးပေါ်ကအောင်စရစစ်ကြောင်ရဲ့နောက်တန်းကိုကယ်ရေးတပ်စခန်းကိုလဲ မေလ14ရက်နေ့မှာတင်ပိုက်လိုက်ပြန်ပါတယ်။မြဝတီကို၄ရက်နဲ့တင်မယ်လို့ကြွေးကြော်ပြီးတော့အင်အားတထောင်ကျော်တင့်ကားတန်ချက်ကားကအစုံနဲ့ထွက်ခွာလာတဲ့စစ်ကြောင်းကြီးကတနှစ်ကျော်ကြာဒေါနာတောင်ပေါ်မှာတောင်တင်ခဲ့ပြီးစစ်ကြောင်းပြက်ဇက်သိမ်းတော့မဲ့အချိန်ကနှိကက်နေပြီဖြစ်ပါတယ်။ဒါအပြင် KNLA PDF နဲ့ပူးပေါင်းတပ်တွေကကော့ဂရိတ်နဲ့ဂျုံတိုးမျိုးတွေကစစ်တပ်စခန်းတွေကိုပါပိတ်ဆို့ဖြတ်တောက်ဝန်းရံထားပြီးဖြစ်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောကလေးစီက KNU ရဲ့နယ်မြေမှာရှိတဲ့စစ်တပ်စခန်းတွေအားလုံးကိုတိုက်ထုတ်ဖို့ကအဓိကဖြစ်တယ်လို့ပြောပါတယ်။ဘယ်ဟာက ပိုအရေးကြီးလဲ။ဘယ်ဟာကိုအဓိကထားထိုးစစ်ဆင်သိမ့်ပိုက်မယ်ဆိုတာတော့ပြောဖို့ခက်တယ်လို့ဆက်ပြောပါတယ်။တဖြည်းဖြည်းနဲ့အရွေးတွေဖြစ်လာတော့မယ်လို့သူကဆိုတာပါ။ KNU တဝဲခရိုင်တပ်မဟာလေးရဲ့အတွေ့ရင်မူဘဒူစောအင်နာကတော့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ပူပေါင်းမှုကြောင့်အောင်ပွဲတွေရတာလို့ပြောပါတယ်။အထူးသဖြင့်လူငယ်တွေဟာလူမျိုးဘာသာမခွဲခြားပဲကိုယ်ဒေသသူ့ဒေသမခွဲခြားပဲနဲ့ စစ်အာဏာရှင်တိုက်ထုတ်ဖို့ကိုအဓိကရှိမှန်းချက်ထားပြီးတော့ရဲရဲဝံ့ဝံ့ပူးပေါင်းတိုက်ခိုက်တာကိုဘဒိုစောအင်နာကချီချူအတိမှတ်ပြုထားပါရဲ့ရှင်။ People's Prayer ရဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရဲ့ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပန်းရီတွင်းရီကန်ရီပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါရစေ။